ကြည်ညိုရတဲ့တာနာမှာအမွေဆက်ခံဖို့ဆိုပြီးတော့အဲ့ဒီသားတော်အသိတမင်းသား16နှစ်သားအရွယ်မှာဘုန်းကြီးတို့ပြည်တိုင်မင်းသား900အချံရံပြီးတော့အဇတတကသူ့သားလေးကိုသင်္ကန်းဝတ်ထားပေးတာအသိတတဲ့ဘသူလဲလဲအေးအသိတယဟန်ရဲ့ဘဝဇလန်းကအဲ့ဒါပဲပြည်တိုင်ကြီးအဲ့ဒီတော့အဲ့ဒီသင်္ကန်းကိုလှူတဲ့ပွဲမှာမြတ်စွာဘုရားရှင်ကိုရောင်မြတ်ကစစ်သားတို့တဲ့ မိတွေတော်ဂေါရမင်းကြီးရွှေသင်္ကန်းလူတာကိုအဇိတယဟန်အလူထွက်ခံတော့ကမင်းတို့အဇိတယဟန်ကိုထင်သေးကြတယ်။အေးအဇိတယဟန်ဟာတိမ်ဖုံးနေတဲ့နေမင်းနဲ့တူတယ်။ပြာဖုံးနေတဲ့မိခဲနဲ့တူတယ်။မြေမှုန့်နေဖုံးနေတဲ့ဗရမယယရဏနဲ့တူတယ်။မြေကြီးထဲမှာမြုပ်နေတဲ့ရွှေအိုးနဲ့တူတယ်။ ပွင့်လူလူဘရုံမှာကြားနဲ့တူတယ်ယူကံတို့တောင်းတဲ့နေတဲ့နေလွန့်လင်းတဲ့တူတယ်ဖျားဖြစ်ဖို့ရမျိုးစေ့နဲ့တူတယ်ပါရမီဖြစ်ပြီးတော့ဖျားအလောင်းဖြစ်တော်မူတယ်နောင်သောအခါမှာဗဒ္ဒကကဘာမှာ ပွင့်တော်မူမဲ့နောက်ဆုံးဗုဒ္ဓအရိမတေယဖရာဖြစ်ပါတယ်လို့ဘေကဝါဘုံတော်၆ဆုအောင်လံသူဖြစ်တော်မူသောဖရာရှင် ကိုရောမြတ်ကအဝါစာကရုဏာရှိတာမေတ္တာအဖြင့်မိန်ကြတော်မူလိုက်ပါပေသတည်း စေတာတို့တဲ့အဇိတယဟံကတာမပုဂ္ဂိုလ်မဟုတ်ဘူးတဲ့ဟောဒီဘဒ္ဒကကဝါမှာနောက်ဆုံးပွင့်တော်မူမဲ့အရိမတေယမြတ်စွာဘုရားအလောင်းပဲစေတာတို့ဒီလိုမြတ်စွာဘုရားကမိန့်တော်မူတော့မှတန်ဃာတော်တွေကစိတ်ဝင်စားသွားတယ်ဒီကိုတော်ကိုတို့ကတာမန်အောက်မိတ်နေတာဘယ်သူကဘုရားလောင်းပဲအခုဂေါရမမြတ်စွာဘုရားတာနာတော်ပုံလို့ပြီး ပွင့်တော်မူမယ်အရင်မတည်ရဖရာအလောင်းပဲဒီတော့မှာဘုန်းတော်ကြီးတော်မူသောမြတ်စွာဘုရားအဇိတယဟန်ရဲ့ဘဝဇာတ်ကြောင်းကိုရှင်မယအရင်မတည်ရဗုဒ္ဓဝင်ကိုရှင်မယတပည့်တော်တို့ကိုပြန်ဟောမယ်ဆိုရင် ပြန်ပြောပြမယ်ဆိုရင်တပည့်တော်တို့နာကြားခြင်းမှာတယ်မြတ်စွာဘုရားလို့ဘုရားရှင်ကိုယ်တော်မြတ်ကိုလျှောက်ထားတော်မှာဘုရားရှင်ကိုယ်တော်မြတ်ကသင်္ကန်းအမဖြစ်တဲ့ <laughs> မိရတော်ဂေါတမီကြီးနဲ့တန်ခါပရိသတ်တွေကိုจิตသားတို့จิตသမီးတို့အဇိတာယဟန်ကလေအတိတ်ဘဝစီတော့ကဘဒ္ဓမာမီသောစัจ जा မင်းကြီးဖြစ်ဘူးတဲ့တဲ့ဘဒ္ဓမာတဲ့စัจ जा မင်းကြီးနာမည်ကဘသူတဲ့လဲအေးဘဒ္ဓမာလို့မိတဲ့စัจ जा မင်းကြီးဖြစ်စဉ်ကာလကပွင့်တော်မူတဲ့ဖခင်ကသူ့မိတ္တာဖခင်ဖခင်ရဲ့ဘွယ်တော်ကသူ့မိတ္တာ အဲ့ဒီသူမိတ္တမြတ်စွာဘုရားရှင်ကိုတော်မြတ်ပွင့်တော်မူစဉ်ကာလဟောဒီအရိမတေယဘုရား အလောင်းဖြစ်တဲ့ဘဒုမာမိသောစัจ जा မင်းဟာ သူမိတ္တမြတ်စွာဘုရားကိုကြောင်းဆောက်လှူတယ်။ဘာလှူလဲ။ကြောင်းဆောက်လှူတယ်၊သင်္ကန်းလှူတယ်၊ဆီမီလှူတယ်တဲ့။ကြောင်းရဲ့၊သင်္ကန်းရဲ့၊ဆီမီရဲ့ကုသိုလ်၃မျိုး၊ကုသိုလ်ဘယ်နှမျိုး၃မျိုးပါဗျာ။အေးအဲ့ဒီတော့က သူမိတ္တမြတ်စွာဘုရားရှင်ကိုရမပွင့်တော်မူစဉ်ကာလကမြတ်စွာဘုရားကိုကြောင်းနဲ့လည်းပူဇော်ဘူးတဲ့သင်္ကန်းနဲ့လည်းပူဇော်ဘူးတဲ့ရှင်မီးတွေနဲ့လည်းထွန်ကြီးပြီးတော့ပူဇော်ဘူးတဲ့အဲ့ဒီဘဝကနေမနေလို့သေဗျာမဘာဝီမင်းဆိုတာရှင်မကြီးတပါဖြစ်ပြန်တယ်မင်းကြီးနာမည်ကဗျာမဘာဝီတဲ့ဗျာမဘာဝီမင်းဖြစ်စဉ်ကာလက ဘယ်ဖရာပွင့်နှံတဲ့ကြုံလုံးဆိုတော့သူနဲ့ဘွဲ့သူမਿੱတေယဖရာတဲ့မਿੱတေယဖရာအဲ့ဒီမਿੱတေယဖရာပွင့်စဉ်ကာလမှာအရိမਿੱတေယဖရာအလောင်းကမြမဘာဝီလို့ခေါ်တဲ့မင်းကြီးဖြစ်တဲ့အဲ့ဒီချိန်တုန်းမှလည်းပဲမਿੱတေယမြတ်စွာဘုရားကိုယရဏမန္တကြီးထိုးပြီးတော့မန္တနဲ့ပူဇော်ခဲ့ဘူးတဲ့မန္တကြီးယရဏမန္တကြီးထိုးပြီးတော့ အဲ့ဒီကနေလူပြည်နှပြည်စုံစံသွာလာလိုက်တာပြိတ္တတိလောကသုံးပါးမှာဘုရားတဆူပွင့်များနဲ့မုခုတ္တမြတ်စွာဘုရားတဲ့ဘာဘုရားတဲ့လဲမုခုတ္တမြတ်စွာဘုရားရှင်ကိုရောမြတ်ပွင့်တော်မူရာကာလပပဝန္တလို့ခေါ်တဲ့စัจ जा မင်းကြီးဖြစ်ပြန်တယ်အေးအဲ့ဒီလိုမုခုတ္တမြတ်စွာဘုရားပွင့်တော်မူရာကာလပပဝန္တလို့ခေါ်တဲ့စัจ जा မင်းကြီးဖြစ်ရှင်ကာလက မင်းစည်းစိမ်တွေကိုစွန့်ပယ်ပြီးတော့သင်္ဃဝိဖူးတဲ့တဲ့ယဟန်ရဲ့ဘွဲကယတနကတဲ့ရှင်ယတနကလို့အမည်နဲ့မြတ်စွာဘုရားတဏ္ဍာရောမှာဝင်လို့သင်္ဃဝိပါတယ်သင်္ဃဝိပြီးတော့အဲ့ဒီမှာဖယားစုကို ပန်းတယ် ဘာစုကိုပန်းအေးသူဖယားစုပန်တဲ့ဘဝကဘုန်းကြီးတို့ပေးတဲ့ပပဝန္တလို့ခေါ်တဲ့စัจ जा မင်းကြီးဖြစ်စဉ်ဖယားစုပန်တဲ့ဖယားကမူဟုတ်တမြတ်စွာဘုရားကိုတိုင်သင်္ကန်းဝင်ဝတ်တဲ့စัจ जा မင်းရဲ့စီတိန်တွေကိုစုံပြီးတော့ယဟန်ဖြစ်လာတဲ့အခါကျတော့သူ့ရဲ့ဘွဲရာရှင်ယတနကလို့ခေါ်တဲ့အဲ့ဒီရှင်ယတနကဆိုတဲ့ဘွဲနဲ့ယဟန်ဝင်ပြီးတော့အဲ့ဒီကစလို့ဖယားစုကိုပန်မှုတယ် ဆောက်သိင်းချင်းတဲ့ကဘာတသိန်းကစလို့ဖယားဆူပန်းခဲ့တာချက်သားတို့တဲ့ဆောက်သိင်းချင်းဘလောက်လဲမရသေးဘူးဘုန်းကြီးတို့မြတ်စွာဘုရားက၄သိင်းချင်းတဲ့ကဘာတသိန်းအခုပွင့်တော်မူသွားတဲ့ဂေါရမန်မြတ်စွာဘုရားကဘယ်နဲ့သိင်းချင်းကဘာတသိန်းဟောဘုန်းကြီးတို့အခုပွင့်တော်မူမဲ့အရိမတေးရမြတ်စွာဘုရားရှင်ကိုတော်မြတ်က၁၆သိင်းချင်းကြားတယ်တဲ့ ဘလောက်ကြလဲ16သိချင်း16သိချင်းနဲ့ကဘာတသိတိတိကြအောင်ပါရမီတွေအများကြီးဖြည့်ရတယ်ရှင်းရှင်းပြောမယ်ဆိုရင်ဘုန်းကြီးတို့ပြည်သားနားလည်အောင်ပြောမယ်ဆိုရင်အရမတေယျမြတ်စွာဘုရားသည်ပါရမီဖြည့်ရတာဟာဂေါရမခရရဲကိုပို့ပြီးတော့ပါရမီဖြည့်ရတာကြပါတယ်အဲ့ဒါ ထရားတွေဘယ်နှစုပါရမီဖြည့်ကြရတော့ဆိုရင်တဏ္ဍကရာစတဲ့28စုကုန်သောဘုရားရှင်တို့ရဲ့လက်ထက်တွေမှာလည်းပဲပါရမီတွေဖြည့်ခြင်းရှိဘူးတော့မူပြီးတော့ဘုရားဒိတ်ခံထားခဲ့တာဖြစ်လို့အညတရယဟန်တပါလို့တော့မင်းတို့မထင်လိုက်နဲ့မထီမဲ့မြင်မလောက်ကြနဲ့လို့မိန့်တော်မူတာ အဲ့တော့မြတ်စွာဘုရားရှင်ကိုရောမြတ်ကအဲ့ဒီလိုအဇိတရဟန်းရဲ့အကြောင်းကိုသံဃာတော်တို့ကိုပြောပြတဲ့အခါကျတော့အဇိတရဟန်းကဘုန်းကြီးတို့ပြေးတိုင်းသိက္ခူဝန်တာသွားတယ်။ဟာငါကငါငါအခုမှသိတယ်ဒီတန်းငါဟာအရိမတေးရဘုရားလောင်းပဲဗတ္တကဘာမှာပွင့်တော်မူမဲ့ဘုရားငါစုတဲ့မှာနောက်ဆုံးဘုရားပဲအဲ့ဒီတော့မှအဇိတရဟန်းကပြေးတတ်တယ်ဝမ်းမြောက်ဝမ်းသာသွားနဲ့ သူလက်ထဲမှာအလိုခံထားတဲ့ရွှေသင်္ကန်းကိုဂေါရမီထေဂေါရမီမဟာပဇာပတိဂေါရမီလှူထားတဲ့ရွှေသင်္ကန်းကြီးကိုမြတ်စွာဘုရားတရင်သုံးတဲ့ခန္ဓာကိုယ်ကြီးကြောင်းတော်မှာမျက်နဲ့ကျက်အဖြစ်နဲ့ချိန်ဆွဲပြီးတော့လှူဒန်းတယ်တဲ့ကဲဘုရားကပလင်ပေါ်မှာရွှေသင်္ကန်းကြီးခြုံပြီးတော့ထိုင်းနေတာကောင်းတော်ဘောကနေပြီးတော့မျက်နဲ့ကျက်ပုံသဏ္ဍာန်လှုပ်ပြီးတော့တခါလေးအဲ့ဒီမှာတက်လှူလာတယ် အပေါ်ကရွှေသင်္ကန်းရောင်းရင်အောက်ကမြတ်စွာဘုရားဝတ်ထားတဲ့ရွှေသင်္ကန်းရောင်းရင်ဟာဘိသရေမြတ်စွာဘုရားရဲ့ရုပ်ရူပကာယကဘလို့မှခူးလို့မဝဘူးလေရွှေရောင်တွေကလည်းတဖြည်းဖြည်းတဖြည်းဖြည်းနဲ့ဟာဘုရားရဲ့အသေးရောကလည်းတခါတည်းအလွန်တရာကိုကြီးညိုပေးရအောင်အဲ့ဒီမှာအဇိတယဟန်ကလေကန္နာကိုယ်ကြီးကြောင်းတော်မှာမြင်တဲ့ချက်ဖြင့်ချိန်ဆလူရမ်းပြီးတော့ဆူတောင်းပါတယ်ဘုံတော်ကြီးတော်မူသောမြတ်စွာဘုရားရှင်ဘုရားကိုတပည့်တော် ရွှေတင်ကန်းကြီးကိုမြင့်နေခြင်းအဖြစ်လှုပ်လှူရတဲ့ကုသိုလ်ကံအဆွမ်းပဲကားကြောင့်တပိတော်လေးဖျားဖြစ်တဲ့အခါမှာရွှေပန်းဆိုင်ငွေပန်းဆိုင် ရွှေငွေတန်တန်ပလဲရွှေပန်းဆိုင်တွေငွေပန်းဆိုင်တွေရွှေနဲ့လှုပ်ထားတဲ့ပန်းဆိုင်တွေဘိန်းတို့ပြည်သားအခုလျှက်စစ်တွေရောင်းတဲ့နေရာလျှက်စစ်ပစ္စည်းရောင်းတဲ့ဆိုင်တွေမှာရန်ကုန်တို့ဘာလို့သူကြည့်ပါလားမိပန်းဆိုင်ကြီးတွေမလှဘူးလားဘုရားရှင်အာတချို့မိပန်းဆိုင်တွေတော့၃၄သိန်းပေးရတယ် အဲ့ဒီလိုပေါ့ရွှေနဲ့လှုပ်ထားတဲ့ပန်းဆိုင်ကြီးတွေဗဒမြားနဲ့လှုပ်ထားတဲ့ပန်းဆိုင်တွေတန်တန်းနဲ့လှုပ်ထားတဲ့ပန်းဆိုင်တွေအဲ့ဒီလိုရွှေငွေတန်တန်းပလဲများတို့ဖြင့်တန်သာရှင်းလျက်ယရဏခုနှစ်ပါးနဲ့ပြည့်စုံတဲ့ဆက်နဲ့ယူသနာကျေဝန်းနဲ့ဗိမာန်မျက်နှာချက်ကိုတပည့်တော်ဘုရားဖြစ်တဲ့အခါမှာ အဲ့ဒီလိုရွှေပန်းဆိုင်ကြီးတွေနဲ့တန်းတာဆင်နာတဲ့ဗိမာန်မျက်နှာချက်ကြီးဟာတပိတော့သွားလေရမှလိုက်ပါပါစေသားများစွာဖရာလိုပဋ္ဌာန်စုတော်ကိုအဂါတိကောင်းစွာမဲ့သွေတောင်းယူတော်မူလိုက်ပါပေသတည်းအဲ့ဒီသူ့ကိုတောင်းပြီးတော့ အဇိဒယဟန်ကသူ့နေရာသူပြန်ထိုင်သူ့နေရာသူပြန်ထိုင်တဲ့အခါကျတော့အဲ့ဒီမှာသာရိဘုဒ္ဓမဟာပညောဓမ္မဒေနာပတိသာရိဘုဒ္ဓမဟာပညောဓမ္မဒေနာပတိဝိဟုလောကနာမနုကံပါယသတ္ထရံပရိမုစတိအရှင်သာရိဘုဒ္ဓရမထေရသူများအဇိဒယဟန်ဘယ်လိုဖျားပြည့်မဲ့ဆိုတာကို သိခြင်းနေကြတဲ့ယဟန်တော်ဒီရဲ့စိတ်ကို သိတာနဲ့မြတ်စွာဘုရားကိုဘုန်းတော်ကြည်တော်မူသောမြတ်စွာဘုရားရှင်မယတပည့်တော်တို့ကိုအဲ့ဒီရှင်မယကို မျက်နှာကျက်ပန်းဆိုင်ကြီးလှူသွားတဲ့အစိတာယဟန်ရဲ့အရိမတေယဘုဒ္ဓဝင်တရားကိုမြတ်စွာဘုရားထပ်ဆင်ပြီးတော့ဟောပြတော်မူပါဘုရားလို့အဝါစာ ရွှေနတော်ကြအောင်ကောင်းစွာမသွေလျောက်ထားလိုက်ပါပေတော်သတည်းအရိမတေယဗုဒ္ဓဝင်ကိုအစမှန်လေးဆုံးပြန်လီဟောကြားဖို့လို့တောင်းပန်တာ အရှင်သာရိပုတ္တရာဘုသူတောင်းပန်တာလဲသာရိပုတ္တရာ ရှင်သာရိပုတ္တရာမထေရသူမြတ်တောင်းမတဲ့အခါကြတော့မှမြတ်စွာဘုရားရှင်ကိုရောမြတ်ကခြေသားသာရိပုတ္တရာငါဖရာပရိနိဗ္ဗာန်စံပြီးလို့ကာလကြာတော့သာသနာတော်ဆုတ်ယုတ်လာပြီးတော့ငါတော်ပြည့်တဲ့အခါမှာသာသနာ ကွယ်လိမ့်မယ်တဲ့သာသနာကွယ်တာကနေစတယ်ပြေတတ်ရေအဲ့ဒီအရမတိယဘုရားဝင်ကိုဘုရားဟောတဲ့နေရာမှာယခုဘုန်းကြီးတို့တွေ့နေတဲ့ဂေါရမမြတ်စွာဘုရားရှင်ကိုရောမြတ် သာသနာတော်ကြီးကွယ်လိမ့်မယ်တဲ့မြတ်စွာဘုရားပြိဋိဘံသံဃာနီးမှာသုဘတာပရပိုက်ကြီးကမြတ်စွာဘုရားကိုလာပြီးတော့လျှောက်လို့မြတ်စွာဘုရားဖြေခဲ့တဲ့မိကွန်းတစ်ခုရှိတယ်သာသဘုရားရှင်ဘုရားရဲ့သာနာတော်ဘလောက်ကြာကြာတည်ပါမလဲရှင်ဘုရားပြိဋိဘံသံမီးရင်ရှင်ဘုရားရဲ့သာသနာဘလောက်ကြာကြာတည်ပါမလဲလို့ဘုရားရှင်ကိုရုံမြတ်ကိုမေးတော်မြတ်စွာဘုရားရှင်ကိုရုံမြတ်ကသံမာဝိရေယော တမ္မာကောင်းသာဝိဟနေယုံသီလသမารီပညာတွေကိုတန်ခါတွေဟာကောင်းစွာကျင့်သုံးနေမယ်ဆိုရင်တန်ခါတော်တွေကသီလသိက္ခာတွေကိုမပြတ်အောင်ထိမ့်သိမ့်နေမယ်ဆိုရင်သမာရီခြင်းစဉ်တွေကိုမပြတ်အောင်ကျင့်သုံးနေမယ်ဆိုရင်ပညာတရားတွေကိုကြိုးစားပွားများအထောက်နေမယ်ဆိုရင်ငါဘုရားရှင်ကိုရောမြတ်ရဲ့သာသနာတော်ဒီ၅ရောင်မကတည်နိုင်တယ်ဟော ဖះကသာသနာ9000မကတီးခြင်းရင်တဲ့တန်ဃာတော်တွေကသီလကို အပြည့်အဝကျင့်ကြတမာတိကိုကျင့်ကြပညာတရားတွေကိုကျင့်သုံးကြသီလတမာတိပညာသိက္ခာသုံးပါးကိုကျင့်သုံးနေတဲ့တန်ဃာတွေကိုတရားဓမ္မတွေကပြည့်စည်နေတဲ့ထောက်ပံ့နေမယ်စွန့်တင်ငန်းကြောင်းစင်းနဲ့ထောက်ပံ့နေမယ်ဆရာဘက်ကလည်းတရားနဲ့ထောက်ထားမယ် တခါဘက်ကလည်းပြည့်စည်နဲ့ထောက်ပံ့ထားမယ်ဆိုရင်ဒီသာသနာတော်ကြီးဘယ်လိုလုပ်ပြီးတော့ပျော်ကွဲပြောင်းနိုင်တရားရှိမလဲတဲ့ဆရာနဲ့တကညီရင်သာသနာတည်မယ်ဆရာနဲ့တကညီရင်ဗာတည်မယ်သာသနာတည်ပါဆရာဘက်ကညီနေလို့ကြီးလည်းမရဘူး ဆရာဘက်ကလည်းသီလသမာဓိပညာသိက္ခာသုံးပါးကျင့်နေုံနဲ့မပြီးဘူးတဲ့တက္ကဘက်ကလည်းသံသင်္ကန်းကြောင့်စီပစ္စည်းလေးပါးနဲ့ထောက်တဲ့တက္ကရီဘက်ကလိုလီတဲ့မရှိအောင်သံသင်္ကန်းကြောင့်စီလေးပါးသောပစ္စည်းတွေနဲ့ဘလောက်ပင်ထောက်ပံ့နေတော်လဲပဲ တန်ခါးတွေသီလတွေပြည့်နေပြီကိုကျင့်တရားတွေမကောင်းမှုသွားကျင်တာသွားနေကျင်တာနေစားကျင်တာစလှုပ်ကျင်တာလှုပ်နေပြီဆိုပြန်ရင်လည်းပဲဆရာနဲ့တက္ကညီသေးလားတက္ကဘက်ကတာဝန်ကြည့်ပေးမယ်လို့ဆရာဘက်ကတာဝန်မကြည့်ပြန်ဘူးဆိုရင်လည်းပဲသာသနာပွေသွားမယ်တာဂောဘုရားရှင်ကိုရောမြတ်ကသာဂရနာဂရသာဥဘောအင်ညောညာနေတိတာကိုင်းကိုကျွမ်းမိကျွမ်းကိုင်းမိတော့တယ် ဆရာနဲ့တကရေနဲ့ကြံလက်တွဲပြီးတော့သာသနာပြုသွားကြမယ်ဆိုရင်သာသနာတည်အောင်ပဲဒါကြောင့်မလို့ပရိသတ်ရဲ့လိုက်ဆိုပါပစ္စည်းလေးဝါတကတာဝံပစ္စည်းလေးဝါတကတာဝံဘောဘောညွန်ပြဆရာတာဝံဘောဘောညွန်ပြဆရာတာဝံဆရာတကနှပြကြည်ပြွန် သာသနာလွင်ကြအောင်တကောပြည့်စုံလေးဝတက္ကတာဝံဘောဘောညွန်ပြဆရာတာဝံဘော